င်္ဂါပါရှင်ရန်ကုန်ခေတ်သစ်ရဲ့နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမှာနျူကလ িয়ার တပ်ပေါင်းဖို့တည်ဆောက်ရေးစီမံကိန်းကိုစစ်အုပ်စုကလက်တွေ့အမြန်စတင်ကြေပင်မယ်လေရုရှားကတုံ့ပြန်မှုနှေးနေတာကြောင့်မင်းအောင်လိုင်းအားမလိုအားများဖြစ်နေတယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောပါရယ် ဒွေမြို့နယ်အာမတ300နှစ်တရင်ကနေလက်နက်ခဲရန်ပို့ဆောင်မှုထွက်လာတဲ့စစ်တောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့ရာကြောင့်စစ်တပ်ဘက်က9ဦးသေဆုံးတယ်ဆိုတဲ့သတင်းပါဝင်နေ့လယ်ကသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အကြံဖတ်မင်းအောင်လိုင်းကနျူကလ িয়ার တပောင်းဖို့တိစောက်ရေးစီမံကိန်းကိုလက်တွေ့အမြန်စတင်ခြင်းပင်မယ်လေ ရုရှားကတုံ့ပြန်မှုတွေနှေးနေတာကြောင့်စေအုပ်စုကအားမလိုအားမရဖြစ်နေတယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောပါရယ်အကြံဖက်မင်းအောင်လိုင်းကနှစ်နိုင်ငံ MOU လက်မှတ်ရေးထိုးပြီးသဘောတူညီထားတဲ့နျူကလ িয়ার တပ်ပေါင်းဖို့တိဆောက်ရေးစီမံကိန်းကိုဖြစ်နိုင်သမျှမြန်မြန်နဲ့အမြန်ဆုံးစတင်လိုပေမဲ့ရုရှားဘက်အချမ်းကတော့တုံ့ပြန်မှုနှေးကွေးနေတာကြောင့်စီမံကိန်းမှာခီးမပေါက်ပဲလက်တွေဖြစ်လာဖို့ကြာမြင့်နေတယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောပါရယ် မင်းအောင်လိုင်းကတပ်ပေါင်းဖို့အတွက်လက်တွေ့မြေနေရာနှစ်ဖက်ညှိနှိုင်းရွေးချယ်ကောင်းရုရှားဘက်ကပညာရှင်တွေနဲ့မြန်မာဘက်ကပညာသင်တွေပူးတွဲပြီးနျူကလ িয়ার တပ်ပေါင်းဖို့တိစောက်ဖို့ကို အမြန်ဆုံးစတင်ကျင်းနေတယ်လို့သိရပါတယ်။2025ခုနှစ်ဧပြီလအတွင်းမြန်မာနိုင်ငံမှာရုရှားကမကာဝတ်130အသေးစားနျူကလ িয়ার တပ်ပေါင်းဖို့ကို တိစောက်ဖို့နဲ့အဲ့ဒီတပ်ပေါင်းဖို့ကို မကာဝတ်330အထိလျှက်စစ်တိုးချဲ့ထုတ်လုပ်နိုင်အောင် နျူကလ িয়ার တပ်ပေါင်းဖို့အဆင့်တိုးမြင့်နိုင်သွားဖို့အတွက်နှစ်နိုင်ငံလက်မှတ်ရေးထိုးခဲ့ကြပါတယ်။နျူကလ িয়ার တပ်ပေါင်းဖို့စီမံကိန်းအတွက်ရုရှားနဲ့မြန်မာနှစ်နိုင်ငံနားလည်မှုစာချုပ်လာသဘောတူညီချက်ကိုရိုစတိုညွှန်ကြားမှုကြောင့်လည်းမြန်မာနိုင်ငံသိပ္ပံနဲ့နီးပညာဝန်ကြီးမျိုးသိန်းကျော်တို့ကလက်မှတ်ရေးထိုးခဲ့ကြတာပါ။ရုရှားကနျူကလ িয়ার တပ်ပေါင်းဖို့တည်ဆောင်ရင်းနဲ့လေပတ်ရေးတို့ကိုရုရှားပညာရှင်တွေနဲ့အတူမြန်မာနိုင်ငံကစစ်အရာရှိတွေကိုပူးတွဲတင် जा ပြသပေးသွားမှာဖြစ်ပြီး ဆေအုစုကနျူကလ িয়ার တပ်ပေါင်းဖို့တည်ဆောက်မှုအစင်လိုက်ချင်းစီအတွက်ရုရှားစီကိုငွေကြေးပေးချေရမယ်လို့သိရပါတယ်။လက်တလောစစ်တပ်ကနျူကလ িয়ার တပ်ပေါင်းဖို့စီမံကိန်းအတွက်နျူကလ িয়ার ဘာသာရပ်ဆိုင်ရာပွဲလွန်ရရှိထားတဲ့ရုရှားပြန်စစ်ဖို့အရာရှိတွေကိုပြန်လည်စုစည်းကာလက်တွေ့နျူကလ িয়ার တပ်ပေါင်းဖို့တည်ဆောက်ရေးအတွက်ပွဲလွန်ဘာသာရက်တွေတင် जा နိုင်ဖို့ပညာတော်တင်တွေကိုစက်တိုက်စေလွတ်နေပါတယ်။မင်းအောင်လိုင်းကနျူကလ িয়ার နီးပညာကိုငြိမ်းချမ်းတဲ့နီလန်းနဲ့အသုံးပြုမယ်လို့ပြောထားပေမဲ့ နျူကလ িয়ার ပညာရဲ့နဲ့ပတ်သက်ပြီးစစ်ဘက်အရာရှိတွေကသာရုရှားကိုပညာတော်တင်စေလို့ပေမဲ့အရက်ဖက်ကဝန်ထမ်းတွေကတော့စေလို့မှုအလွန်နှဲပါနေတယ်လို့စုံစမ်းသိရှိရပါတယ်။မင်းအောင်လိုင်းရဲ့စတင်မာလာရုရှားခီးစဉ်အတွင်းမှာမြန်မာနိုင်ငံမှာအငယ်စားလျက်စစ်တပ်အားပေးဆက်ယုံတည်ဆောက်နိုင်ရေးအတွက်လိုအပ်တဲ့နျူကလ িয়ার အခြေခံအစအဦးလူဆွမ်းအားအရင်းမြစ်တွေနဲ့အခြားလိုအပ်တဲ့လုပ်ငန်းတွေကိုရုရှားဖက်ဒရေးရှင်းနိုင်ငံနဲ့ရိုစတွန်တို့ကတက်နိုင်သမျှဆက်လက်ကူညီပေးဖို့ကိုလည်း မင်းအောင်လိုင်းကရုရှားဆိုရကိုမြစ်တာရက်ခံခဲ့ပါသေးတယ်ရှင်။တနင်္သာရီတိုင်းဘက်ကသတင်းတွေကိုတင်ဆက်ပေးပါမယ်။တနင်္သာရီတိုင်းဒဝဲမြို့နယ်အမတ်တ၃ရက်နဲ့တရင်ကနေလက်နက်ခဲရန်ပို့ဆောင်မှုထွက်လာတဲ့စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့ရာကြောင့်အကြံဖက်စစ်တပ်ဘက်က၅ဦးသေဆုံးခဲ့တယ်လို့ဒူရကစစ်ကြောင်းရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်စ်ကိုပြောပါရယ်။ပြီးခဲ့တဲ့အော်တိုဝါလာ၃ရက်နဲ့မနက်၁၀နာရီခန့်မှာ တဝဲမြို့နယ်မောင်မဲရှောင်ကြီးရွာအတွင်းမှာရှိတဲ့အာမတ3ရက်နှစ်တရင်ကနေလက်နက်ခင်းရပို့ဆောင်မှုထွက်လာတဲ့အင်အားတရာပါစစ်တပ်စစ်ကြောင်းကိုတော်လန်ရေးတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့်အကြံဖတ်စစ်တပ်ဘက်က9ဦးသေဆုံးခဲ့ပြီးတဝဲအမျိုးသားလွတ်မြောက်ရေးတပ်တော် DNL ရဲ့ဒူရကစစ်ကြောင်းကတော်လန်ရေးရဲဘော်တွေကတော့အထီးကိမ်းမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်အခုချိန်မှာတနိုင်ငံလုံးအတိုင်းအတာနဲ့စစ်ရေးတွေအရှင်ုံတိုးမြင့်ဆောင်ရွက်နေတဲ့အချိန်ဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့လည်းစည်ရည်အထူးတည်တည်ပြူသွားလာနေထိုင်ကြဖို့ကိုဒရက်ကစစ်ကြောင်းကတိုက်တွန်းထားပါတယ်။အဒီအပြင်တနင်္သာရီတိုင်းအတွင်းမှာအကြံဖတ်စစ်တပ်ကအချိန်မရွေးလေကြောင်းအုံပြူတိုက်ခိုက်မှုတွေရှိနိုင်တာကြောင့်ပြည်သူတွေအနေနဲ့လည်းလေကြောင်းရန်ကာကွယ်ရေးနဲ့ပတ်သက်တဲ့သတင်းချက်လက်တွေကိုလိုက်နာကြင်ကြံကြဖို့နဲ့ တော်လန်ရေးနဲ့စစ်ရေးအရှိန်မြင့်လာတာနဲ့အမျှပြည်သူပတ်အမတ်တရားပတ်ရက်တီလိုတဲ့စစ်သားတွေရဲတပ်ဖွဲ့ဝင်တွေကိုပြည်သူရင်ခွင်ခုံလုံဖို့အမြန်ဆုံးပူးပေါင်းပေးကြဖို့ကိုလည်းဒူရကစစ်တောင်းကတိုက်တွန်းထားပါတယ်ရှင်။တဝဲမြို့နယ်ဘက်ကသတင်းကိုပဲဆက်ပြောပြပါမယ်။တနင်္သာရီတိုင်းတဝဲမြို့နယ်ထားမြင်မာနယ်စပ်မှာရှိတဲ့ထိခီးဒေသကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ထပ်မံဘုံကျဲတိုက်ခိုက်တာကြောင့် ပြည်သူတို့ချို့ထိခိုက်တံရရရှိပြီးအဆောက်အဦတွေပျက်စီးခဲ့တယ်လို့ KNU ဗိတ်တဝဲခရိုင်ကထုတ်ပြန်ထားပါတယ်။မနေ့ကအော်တိုဗလာ14ရက်နေ့နေ့လယ်12နာရီခန့်မှာထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ KNU ထိန်းချုပ်ထားတဲ့ဒဝဲမြို့နယ်ထီခီဒေသကိုစစ်တပ်က Jet Fighter နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူတို့ချို့ထိခိုက်မှုရှိပြီးအဆောက်အဦတလုံးလည်းထိခိုက်ပျက်စီးခဲ့လို့သိရပါတယ်။အဲ့လိုပဲပြီးခဲ့တဲ့အော်တိုဗလာ14ရက်နေ့နေ့လယ်2နာရီခန့်ကလည်း အကြမ်းဖက်စစ်တပ်ကထိခိဒေသကိုဂျက်ဖိုက်တာနဲ့ထပ်မံဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူပိုင်းပစ္စည်းတွေထိခိုက်ပျက်စီးခဲ့ပြီးပြည်သူ350ကျော်ဘေးလွရာကိုထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ဒါအပြင် အော်တိုဗလာ10ရက်နေ့မနက်၈နာရီခန့်ကလည်းထိခိဒေသကိုအကြမ်းဖက်စစ်တပ်ရဲ့ဂျက်ဖိုက်တာလေယာဉ်တစ်စီးကနှစ်ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့ပြီးဆက်လက်နက်တွေနဲ့လည်းနှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်ပြည်သူပိုင်းပစ္စည်းတွေထိခိုက်ပျက်စီးခဲ့ပါသေးတယ်။ အကြံဘတ်စစ်တပ်ဟာသူတို့အာဏာဆက်လက်တည်မြဲနိုင်ဖို့အတွက်သူတို့အုပ်ချုပ်တဲ့နယ်မြေတွေမှာအတုရောင်ရွေးကောက်ပွဲကို အတင်းအဓမ္မပြုလုပ်ဖို့အထူးကြိုးပမ်းနေတဲ့ပြင်သူတို့လက်လွတ်ဆုံးရှုံးခဲ့ရတဲ့နယ်မြေတွေက ပြည်သူတွေကိုလည်းအကြောက်တရားဖြစ်ပေါ်စေဖို့ရည်ရွယ်ချက်ရှိရှိ လေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်နေတယ်လို့ KNU ကပြောပါတယ်ရှင်ချင်းပြည်နယ်ပမာတော့ချင်းပြည်နယ်ဟာခါမြို့နယ်ဗန်ဟားရွာစာတင်ကျောင်းကို အကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့် အသက်၈နှစ်နဲ့အသက်၁၂နှစ်အရွယ်ကလေးငယ်နှစ်ဦးသေဆုံးပြီး22ယောက်ထိခိုက်ဒဏ်ရာရရှိကောင်အဲ့ဒီတဲကနှစ်ဦးကစိုးရင်ရတယ်လို့ CDF ဟာကကထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့အော်တိုဝါလာ၁၃ရက်နေ့မနက်၁၀နာရီခန့်မှာဟာကမျိုးနယ်ဘန်ဟာကြီးရွာစာတင်ကျောင်းကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အသက်၈နှစ်အရွယ်ကျောင်းသားတဦးနဲ့အသက်၁၂နှစ်အရွယ်ကျောင်းသူတဦးသေဆုံးခဲ့ပြီး22ယောက်ထိခိုက်ဒဏ်ရာရရှိကောင် အဲ့ဒီတဲကနှစ်ဦးကတော့ဒဏ်ရာချင်းနေစိုးရင်ရတယ်လို့သိရပါတယ်။အဲ့လိုလေကြောင်းတိုက်ခိုက်မှုကို CDF ဟာခါကပြင်းထန်စွာကန့်ကွက်ရှုတ်ချထားပြီးမိသားစုဝင်တွေနဲ့ရွာသူရွာသားတွေနဲ့အတူထပ်တူဝမ်းနဲ့ကြေကွဲရတယ်လို့ထုတ်ပြန်ထားပါတယ်။အကြမ်းဖက်စစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တဲ့ဗန်ဟာကြီးရွာ CDF ဟာခါရဲ့တပ်စခန်းမဟုတ်ဘဲအယက်သားပြည်သူကလေးတွေပညာသင်ကြားရနေရာဖြစ်တဲ့ကျောင်းကိုအကြမ်းဖက်စစ်တပ်ကရည်ရွယ်ချက်ရှိရှိပြစ်မှတ်ထားတတ်မှတ်တိုက်ခိုက်တာဟာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေတွေနဲ့အခြေခံလူအခွင့်အရေးဆိုင်ရာညမာတွေလက်နက်ကင်ပဋိပက္ခဥပဒေတွေကိုစိုးရွားစွာပြောင်ပြောင်တင်းတင်းချိုးဖောက်တာဖြစ်ပြီးဆေးရဇဝေးမှုကျူးလွန်တာလို့ CDF ဟာခါကပြောပါရယ်အကြံဘတ်စစ်တာသူတို့ရဲ့ရွေးကောက်ပွဲအကြိုကာလတွေမှာအယက်သားတွေရဲ့နေရာတွေကိုဂျက်တိုက်လင်းရင်တွေနဲ့ဘုံကျဲတိုက်ခိုက်မှုတွေကိုချင်းပြည်နယ်အနှံ့ဇက်တိုက်လှုပ်ဆောင်နေတာတရားမဝင်ရွေးကောက်ပွဲဖြစ်တာကိုပေါ်လွန်ပြသနေပြီး ဘသူမှရွေးကောက်ပွဲမှာလုံးဝမပါဝင်ကြဖို့နဲ့ပါဝင်သူတွေကိုထိရောက်စွာအရေးယူမယ်လို့ CDF ဟာခါရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါအပြင်အကြံဘတ်စစ်တပ်အရက်သားတွေပြည်သူအဆောက်အုံတွေနဲ့ကျောင်းတွေစေယုံတွေနဲ့သာသနာအဆောက်အုံတွေကာကွယ်စောင့်ရှောက်အောင်မယ်အစားတိုက်ခိုက်တာကိုချက်ချင်းရပ်တန့်ဖို့လိုအပ်ပြီးအဲ့ဒီတိုက်ခိုက်မှုကိုစီစဉ်သူခွင့်ပြုသူနဲ့အကောင့်ထဲပေါ်သူတွေကိုတာဝန်ယူမှုတာဝန်ခံမှုရှိစေဖို့အတွက် သက်ဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်းတွေပြည်တွင်းအဖွဲ့အစည်းတွေကနေဖိအားပေးဖို့ကိုလည်း CDF ဟာကကတိုက်တွန်းထားပါတယ်။အကြံပတ်စစ်ကောင်စီအားပြည်သူအာဏာကိုပြည်သူ လူထုလက်ကိုပြန်လည်အနှင်းပြီးစစ်အာဏာရှင်စနစ်ကို အပီးတိုင်ဖျက်သိမ်းတဲ့အထိပြည်သူနဲ့အတူတိုက်ပွဲဝင်သွားမယ်လို့လည်း CDF ဟာကကပြောပါတယ်ရှင်။ရှမ်းပြည်နယ်ဘက်ကသတင်းတွေကိုကြည့်ရအောင်ပါ။ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNLA သိမ်းပိုက်ထားတဲ့တီဘောမြို့နယ်ကိုစစ်တပ်ကအပြင်းထန်ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေပြင်းထန်နေတယ်လို့ TNL သတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါရယ်ပြီးခဲ့တဲ့အော်တိုဗလာတရရနေ့ကကြောင်မဲမြို့ကိုစစ်တပ်ကပြန်လည်သိမ်းပိုက်ပြီးတဲ့နောက်တီဘောမြို့ကို ပြန်လည်သိမ်းပိုက်ဖို့ကိုလည်းစစ်ကြောင်းတွေခွဲပြီးအလုံးအရင်းနဲ့ထိုးစစ်ဆင်လာတယ်လို့သိရပါရယ်မနေ့ကအော်တိုဗလာ14ရက်နေ့အထိတိုက်ပွဲတွေပြင်းထန်နေကစစ်တပ်ကတီဘောမြို့အနားအထိချင်းကပ်လာနေပြီး drone နဲ့လက်နက်ကြီးတွေကိုအဆက်မပြတ်ပစ်ခတ်ကမြေပြင်မှာတဟုန်ထိုးထိုးစစ်ဆင်လာနေပါတယ်လို့ TNLA သတင်းရင်းမြစ်ကပြောပါရယ်။တခြားတစ်ဘက်မှာလည်းစစ်တပ်က TNLA သိမ်းပိုက်ထားတဲ့မြို့တွေကိုလေယာဉ်တွေနဲ့ဘုံကျဲမှုတွေဇက်တိုက်လှုပ်ဆောင်နေကပြည်သူတွေထိခိုက်ဒေဆုံးမှုရှိနေတယ်လို့လည်း TNLA ကတရားဝင်သတင်းထုတ်ပြန်ထားပါရယ်ရှင်။ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ ရှမ်းပြည်နယ်တီဘောမြို့နယ်နမ်ဟူးနယ်ကျေးရွာအနီးကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ SSPB ကထုတ်ပြန်ထားပါရယ်။မနေ့ကအော်တိုဘောလာ14ရက်နေ့ညနေ4နာရီခွဲမှာတီဘောမြို့နယ်နမ်ဟူးနယ်ကျေးရွာအနီးကိုအကြမ်းဖက်စစ်တပ်က Jet Fighter နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွင်းမှာပြည်သူတွေထိခိုက်မှုရှိမရှိကိုတော့အတည်မပြုနိုင်သေးဘူးလို့သိရပါရယ်။အဲဒီလိုပဲပြီးခဲ့တဲ့အော်တိုဘောလာ12ရက်နေ့ည7:73မိနစ်ကနေစတင်ပြီးမန္တလေးတိုင်းတောင်သာမြို့နယ် အရှိတောင်ကျမ်းမှာရှိတဲ့ကြေးရွာတွေကိုအကြံဖတ်စစ်တပ်ကစစ်တပ်လေဒီတွေနဲ့ဘုံးဆယ်လုံးကျဲချတိုက်ခိုက်ခဲ့ပြီးပြည်သူတွေထိခိုက်မှုရှိမရှိကိုတော့အတိမပြုနိုင်သေးဘူးလို့ဒေသပြည်သူတွေကရန်ကုန်ခေတ်စ်ကိုပြောပါရယ်အခုလိုပဲအော်တိုဗော်လ23ရက်နေ့မှာလဲမကွေးတိုင်းနမောက်မြို့နယ်အရှိကျမ်းမှာရှိတဲ့ စံကုံကြီးရွာအနီးကိုအကြံပတ်စစ်တပ်ကဂျက်ဖိုက်တာ၂စီးရဟန်းရင်တစီးနဲ့ဘုံရှင်းလုံးကျဲချကပစ်ခတ်တိုက်ခိုက်ခဲ့ပြီးပြည်သူတွေထိခိုက်မှုမရှိဘူးလို့တော့ People Defense Organization နမောက်ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်စ်ကိုပြောပါတယ်။အဲ့ဒီအပြင် မနေ့ကအော်တိုဗော်လ14ရက်နေ့ကလည်းမနေ့9:25မိနစ်ကနေည9:00နာရီအထိ စကိုင်းတိုင်းဝက်လက်မြွနဲ့ရွာသားကြီးကြီးရွာကိုလည်းအကြံဖတ်စစ်တပ်က jet fighter, gyrocopter တို့နဲ့နှစ်ရက်ဆက်တိုက်ဘုံကျဲတိုက်ခိုက်နေပြီးပြည်သူတွေထိခိုက်မှုရှိမရှိကိုတော့အတိမပြုနိုင်သေးဘူးလို့ဒေသပြည်သူတွေကရန်ကုန်ခေတ်စ်ကိုပြောပါရယ်။ဒါအပြင်တနေ့ကအကြံဖတ်စစ်တပ်ကရွာသားကြီးရွာကိုလေကြောင်းတိုက်ခိုက်မှုအတွင်းမှာတော့ပြည်သူလေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးပြည်သူတွေလည်းရွာလုံးကျွတ်ထွက်ပြေးသိမ်းရှောင်နေရပါရှင်။ အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရှမ်းပြည်နယ်နဲ့ဂရင်းနီပြည်နယ်အစပ်မှာရှိတဲ့ဖဲခုံမြို့နယ်ပေါ်ရန်ရွာကိုအကြမ်းဖက်စစ်တပ်နဲ့ PNO အဖွဲ့ကမီးရှို့ဖျက်ဆီးရာကြောင်းနေအိမ်တွေနှစ်ရက်ဆက်တိုက်မီးလောင်နေပြီးရွာလုံးကျွတ်နီးပါးမီးလောင်ပြာကျခဲ့တယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်စ်ကိုပြောပါရယ်ပြီးခဲ့တဲ့အော်တိုဘလ73ရက်နေ့နေ့လယ်ပိုင်းကနေစတင်ပြီးအကြမ်းဖက်စစ်တပ်နဲ့ PNO အဖွဲ့ကဖဲခုံမြို့နယ်ပေါ်ရန်ရွာကိုဝင်ရောက်စီးနှင်းကနေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့တာက မနေ့ကအော်တိုဘောလ14ရက်နေ့အထိနေအိမ်တွေမီးလောင်တွေကရွာလုံးကျွနီးပါးမီးလောင်ပြကျခဲ့ပါတယ်။အကြံဘတ်စစ်တပ်ကမီးရှို့ဖျက်ဆီးတာကြောင့်နေအိမ်အများပြားမီးလောင်ပျက်စီးထားပြီးအရေအတွက်ကိုတော့အတိမပြုနိုင်သေးပေလက်ရှိအချိန်ထိကျေးရွာနေပြည်သူတွေဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရပါတယ်။အဲဒီလိုပဲအကြံဘတ်စစ်တပ်နဲ့ PNO ဖွဲ့အားအော်တိုဘောလ10ရက်နေ့ကလည်းဖေခုံမြို့နယ်မြောက်စလုံးရွာကိုမီးရှို့ဖျက်ဆီးခဲ့ပြီးနေအိမ်အများပြားမီးလောင်ပြကျခဲ့ရပါသေးတယ်ရှင်။ ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့နေ့လည်ခင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မကတော့ရှားပါ